ိုင်းမြန်မာနယ်စပ်အများရီမြို့မှာထိန်းသိမ်းထားတဲ့ယူဂန်ဒါနိုင်ငံသားကြားဖြန့်အွန်လိုင်းဝန်ထမ်း26ဦးကိုမဲဆောက်ကနေတဆင်မိခင်နိုင်ငံတွေစီမေလ16ရက်နေ့ကပြန်လည်ပို့ဆောင်လိုက်ပါတယ်။မောင်တူးသတင်းပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။မြောက်ဝတီကနေမြန်မာထိုင်းချစ်ကြည်ရေးတရာအမှတ်နှစ်ကတဆင်မဲဆောက်မြို့ကိုလွှဲပြောင်းပေးခဲ့တဲ့ယူဂန်ဒါနိုင်ငံသား26ဦးတည်းမှာအမျိုးသား73ဦးနဲ့ မြို့သမီး73ဦးတို့ပါဝင်ပါတယ်ဒီနောက်ပိုင်းမှာတော့အကြီးမားတော့ဟိုစိတ်ကွန်ဘူးတော့အသိမရှိတော့ဘူးပေါ့နော်လူကနည်းနည်းနည်းလာဆိုတော့အဲဒါမဲ့ဟိုဒီမော့အော်ဒီကထပ်ပြီးတော့ထားထားတဲ့လူတွေအတွက်ကတော့ရာဒီဥတုပူတာတို့ဟိုသူတို့အတွက်ကတော့ကိုကြီးစားမိတော့ပေါ့တို့တော့ဒါပေမဲ့ကျွန်တော်တို့လှုပ်ရှားရှိတဲ့အလုပ်ကတော့အဲကျွန်တော်တို့ဆက်ပြီးတော့လှုပ်သွားအောင်မယ်ယူကနာနိုင်ငံသားတွေဟာမြောက်ရီမြို့နယ်မေထော်တလီ KK ပတ်နေမြေအွန်လိုင်းငွေလိမ်ကိုင်းတွေမှာလုတ်ကင်ခဲ့ကြသူတွေလို့စစ်ကောင်စီသတင်းစာတွေမှာလည်းဖော်ပြနေပါတယ်။အ aya တင်တဲ့မှုရှိမဲ့သဘောတော့ရှိပါလား။ဘာကြောင့်လဲဆိုတော့သူတို့နိုင်ငံသားတွေကျန်တဲ့နိုင်ငံအသီးသီးအနှံ့နိုင်ငံသားတွေကိုဖြစ်တယ်လို့မထားဘူး။တကယ်ကိုနည်းနည်းလေးနဲ့အကုန်လုံးထိခြားလုတ်ကင်ပေးကြတယ်ပြန်ပို့ပေးကြတယ်ကောင်းပါရဲ့။ကောင်းတယ်လာလာပါ မြောက်ရီမြို့မှာကြားဖြန့်ကိုစတင်နှင်းနှင်းခဲ့တဲ့2025ဖေဖော်ဝါရီလကစဒီနေ့အထိနိုင်ငံ20ကလူရောက်982ဦးဖမ်းထားပြီး6430ဦးကိုပြန်ပို့ခဲ့တာမူ633ဦးယာယီထိန်းသိမ်းထားစေဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ 去去去呀！一个、啊。